ကျတာရီတာသမီမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာပါထမနှုတ်ဆက်တာကာသာပြုပါတယ်ကျွန်တော်ဆန်ကြီးကိုဖြစ်ပါတယ်ကျတာရီတာသမီများအတွက်10ရက်10လ2025ကနေပြီးတော့16ရက်10လ2025အထိတပတ်စာဟောသတန်းကံကြမ္မာအကြောင်းအကျိုးအကောင့်အစိုးများကိုဟောပြောတင်ပြပေးခြင်းပါတယ်ကျတာရီတာသမီများဒီတစ်ပတ်အတော်တွေမှာတယ်နော်လုံငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရိုက် ်တွေ့တော့လကောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စရက်တွေ့တော့လကောက်နော်အခွင့်ရေကောင်းအခွင့်လန်းကောင်းတွေကြုံတွေ့လာနိုင်တယ်နောက်ပြီးတော့ဒီထက်ပို့ပြီးတော့လောက်ရတဲ့လုပ်ငန်းမျိုးတွေနော်လုပ်ငန်းပို့ပြီးတော့ဝင်ပြီလာတဲ့ပုံစံမျိုးတွေလုပ်ငန်းရဲ့တာဝန်တွေပို့ပြီးများလာတဲ့ပုံစံမျိုးတွေလည်းဒီဘက်မှာကြုံတွေ့ရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုကိစ္စရက်လေးတွေလည်းရရှိလာနိုင်ကြအကြောင်းလေးတွေလည်းပေါ်ပေါ်ပေါ်ပေါက်လာမယ့်အနေဒါရက်တာတစ်ဖက်လို့ခေါ်ရမှာဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာတစ်ခုရှိတာကတော့မိမိအောင်မြင်တဲ့အရာတို့ဒီအဆင်ပြေတဲ့အရာတို့ဒီသူအတိုင်းတာတစ်ခုလောက်ပဲ အောင်မြင်နိုင်ကြတွေ့မြင်ရတယ်အတိုင်းထက်အလွန်ကြီးအောင်မြင်သွားတာမျိုးเนาะအတိုင်းထက်အလွန်ကြီးဆုတ်ယုတ်သွားတာမျိုးတွေမရှိဘူးเนาะအတိုင်းထက်အလွန်အောင်မြင်တဲ့အနေအထားမျိုးလည်းမရှိဘူးအတိုင်းထက်လွန်အောင်ပုံမှန်လေးသွားရတာနေပြီးတော့နည်းနည်းလေးပို့လာမယ်နည်းနည်းလေးဟိုပုံမှန်အဆင်ပြေတဲ့အနေအထားမျိုးလေးတွေနဲ့အဆင်ပြေလာနိုင်တယ်ဒီလိုအနေအထားမျိုးလေးတွေတော့ရှိတယ်เนาะဒါပေမဲ့ဒီတစ်ပတ်မှာတတိထားရမယ့်အရာကတော့တချို့ကိစ္စရက်တွေဒီမှာအရေးစွန်ပြီးလုပ်တဲ့ကိစ္စတွေစွန့်စားပြီးလုပ်တဲ့ကိစ္စတွေဒါမျိုးလေးတွေတတိထားဖို့လိုအပ်တယ်เนาะ ိုနားမလည်တဲ့လုပ်ငန်းတွေကိုမသိတဲ့ကိစ္စတွေကိုဘက်ကကြွန့်ကျင်မှုမရှိတဲ့အရာတွေကိုအတက်နိုင်ဆုံးစော့စားတာတို့နော်ဟိုရင်းနှီးမြှုပ်နှံတာတို့ကိုနားမလည်တဲ့လုပ်ငန်းခွင်တွေကိုခြေစုံပြုတ်ဝင်တာမျိုးတို့ဒါမျိုးတွေတော့မလုပ်သင့်ဘူးဒါမျိုးတွေလုပ်မယ်ဆိုလို့ရှိရင်တော့အန်ဒီရများတဲ့ကိစ္စရက်မျိုးတွေဒီအန်ဒီရများတဲ့အကြောင်းအရာမျိုးတွေဖြစ်ပေါ်လာဖို့ရှိပါတယ်နော်တခုရှိတာကတော့တချို့တော့အချိန်ကာလေးတွေမှာတစ်ချက်တစ်ချက်ပေါ့နော်ဘယ်လိုပြောမလဲမမျော်လင့်ထားတဲ့အခွင့်အရေးကောင်းအခွင့်အလမ်းကောင်းမထင်မှတ်ထားတဲ့အရာမရတော့ဘူးလို့ထင်တဲ့အရာအခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေပေါ့ ပေါ်ပေါက်လာနိုင်တဲ့ရရှိလာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်ဒီလိုရရှိလာနိုင်တဲ့အကြောင်းအရာလေးတွေရှိတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ဘက်ကတော့ရရှိလာမဲ့အခွင့်အရေးကိုဒါလင်းပန်နိုင်နိုင်နိုင်ဆုတ်ကင်နိုင်မှုကိုပဲဦးစားပေးဖို့အကြံပြုချင်ပါတယ်ထပ်မံပြီးတိုးချဲ့တာတို့ထပ်မံပြီးပြောင်းလဲတာတို့ကိုမသိတဲ့လုပ်ငန်းတွေကိုမကျွမ်းကျင်တဲ့လုပ်ငန်းတွေကိုခြေစုံပြုတ်ဝင်တာတို့စိုးလို့စားတန်းဝင်တာတို့ဒါမျိုးလေးတွေတော့မလုပ်တဲ့ဘူးဒါမျိုးလေးတွေလုံးပြီးခဲ့မယ်ဆိုလို့ရှိရင်တော့ငွေကြေးနဲ့ပတ်သက်ပြီးဆုံးရှုံးတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဟိုအဖက်မတင်ဖြစ်သွားတတ်တယ်ရင်းနှီးမြှုပ်နှံတဲ့အရာတွေကကုန်ဆုံးသွားတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေတွေ့ရတယ် နောက်ထပ်တစ်ချက်ကတော့အပေါင်းအသင်းမိတ်ဆွေအနီးနားမှာရှိတဲ့သူတွေမိမိအယုံကြည်ရဆုံးသူတွေကိုအထက်နိုင်ဆုံးသတိထားအနားမှာရှိတဲ့သူကမိမိနောက်ကျုံဓာတ်နဲ့ထုံးမဲ့သူရှိတယ်မိမိရဲ့အယုံကြည်ရဆုံးသူကမိမိကိုဒုက္ခပေးမဲ့သူဖြစ်နေတယ်နော်ဒါမျိုးလေးတွေပြစ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာတွေရှိတယ်နောက်သူများပြောစကားကိုကိုကဒီလိုအလုပ်ရင်အဆင်ပြေတယ်ဒီလိုလုပ်ရင်ကောင်းတယ်ဒီလိုလုပ်လို့ရှိရင်ပို့ပြီးတော့သူများအဆင်ပြေနေတယ်ဒီလိုလိုကိုလှုပ်လိုက်ပါလားဆိုပြီးအကြံဉာဏ်တွေပေးလာတတ်တယ်ဒီအကြံဉာဏ်တွေကိုသူများအကြံဉာဏ်တွေကိုအရမ်းမယူနဲ့ယူမိခဲ့တယ်ဆိုလို့ရှိရင်အန္တရာယ်များတတ်တယ် သူများအကြံဉာဏ်ကြောင့်ကိုဒုက္ခဖြစ်တတ်တယ်။ဒုက္ခဖြစ်တတ်တဲ့အရှင်ဒီတိုင်းဆိုင်ရာလူတွေရှိတယ်။ဒါကြောင့်မို့လို့အကြံသူများပေးတဲ့အကြံဉာဏ်ကိုတိတ်ပြီးတော့ခေါင်းထဲမထည့်နဲ့မိမိကိုယ်တိုင်လုံးချာရှိတဲ့အရာမိမိအတွေးခေါ်နဲ့မိမိဒါလုံးပုံမှန်လုံးနေရလုံးနေတဲ့လုံးနေကြအလုပ်တိုင်းပဲပုံမှန်လုံးပုံမှန်လာစူးစမ်းဒါဆိုလို့ရှိရင်တော့အဆင်ပြေအောင်မြင်မှုရှိလိမ့်မယ်။အဲ့လိုမှမဟုတ်ပဲနဲ့ကိုကလည်းနည်းနည်းလေးပို့ပြီးတိုးမိတာလို့အဲလေးဟို အမျက်အစုံများပို့ရမလားလို့လုပ်ငန်းတစ်ခုခုတည်းကိုရင်းနှီးမိတာလို့လုံးမိမယ်ဆိုလို့ရှိရင်တော့ဒီငွေကြေးတွေဆုံးရှုံးသွားတတ်တယ်ဒီလိုအခြေအနေမျိုးလေးတွေကိုရင်ဆိုင်ရနိုင်တာဖြစ်တဲ့အတွက်ကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့တတိထားဖို့လိုတယ်လက်မလော်မိဖို့လိုတယ်လက်မလော်မိဖို့တတိထားမိဖို့လေဒီဘက်မှာအကြံပေးကြတယ်စွန့်လာရတဲ့ကိစ္စတီထွင်ရတဲ့ကိစ္စရဲ့မျိုးလေးတွေနည်းနည်းလေးတတိထားအရန်ကာရောကြီးစွန့်လာတဲ့အလုပ်တွေမလုပ်နဲ့အရန်ကာရောကြီးတီထွင်တာမလုပ်နဲ့လုံနေကြတမယိုးကြလုံယိုးလုံစင်အတိုင်းပဲလုပ်နော်နည်းနည်းလေးမှမကွန့်လိုက်နဲ့ကွန့်လိုက်တဲ့အခါကျတော့ကျနည်းနည်းကွန့်နည်းနည်းအဲ့ဒီညားတယ် မကွတ်မဲ့ပုံမှန်လေးသွားတာအဆင်ပြေနိုင်တဲ့ကိစ္စရပ်လူတွေဖြစ်လိမ့်မယ်နော်အဲ့လိုကွတ်မိတာတို့ပို့တိုးပြီးတော့လောဘကြီးပြီးတော့ထပ်ပြီးပို့လိုချင်တဲ့ပုံစံငွေကြီးအမျက်ဆုံးနဲ့ပတ်သက်တဲ့အရာလုပ်ငန်းကိုင်ငန်းအခွင့်အရေးနဲ့ပတ်သက်တဲ့အရာကိုထပ်ပြီးလိုချင်တယ်ဆိုလို့ရှိရင်အဲ့ဒီလိုချင်တဲ့အရာကတည်တည်မှောမှောကိုဆုံးရှုံးလိုက်ရမှာကလက်ရှိလက်ငုပ်လက်ရင်လုပ်ငန်းတွေပါဆုံးရှုံးပါတတ်တယ် နော်ဒါမျိုးလေးတွေတော့တတိထားဖို့အကြံပြုပြောကြားခြင်းပါတယ်နောက်တစ်ချက်ကဒီရပိုင်တော်တွေမှာခရီးသွားဖို့နော်နိုင်ငံရေးချာခရီးတော်လကောင်ပြည်တွင်းပြည်ပခရီးတော်လကောင်ဖျားဘူးခရီးတော်လကောင်ဒီလိုအကြောင်းအရာမျိုးလေးတွေသွားမယ်လို့ကြံစီထားတဲ့သူတွေရှိရဲ့ဆိုလို့ရှိရင်နော်ခရီးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေတတိဝိဒ္ဓရာကြီးဖို့တော့ အတိပေးကြပါလေတတိပေးကြပါလေဘာဖြစ်လို့လဲဆိုလို့ရှိရင်ခကြီးသွားရင်လည်းအန်ရီရကြုံတက်တယ်ခကြီးသွားရင်လည်းအန်ရီဖြစ်တတ်တယ်နော်ဒါကြောင့်ခကြီးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေကိုတတိထားဟိုကိုလုံးမဲ့အရာတိုင်းမှာရှေ့မှာအန်ရီကအမြဲတမ်းလို့လို့စီးကျုံနေတတ်တဲ့အခြေအနေပိုင်းဆိုင်ရာခကြီးနဲ့ပတ်သက်တဲ့သူတွေရပို့ပြီးတော့အန်ရီများတယ်နော်ဥပမာဆိုကြပါစို့နိုင်ငံရေးကြခကြီးသွားမယ်လမ်းတဝက်ကနေပြန်လှည့်ရတယ်ဒါမှမဟုတ်လို့ရှိရင်ဖျားဘူးခကြီးသွားတဲ့လမ်းမှာအဆီဒင်းပါညာဖြစ်တတ်တယ်ဖြစ်ပြီးတော့ဖျားဘူးမရောက်ပါနဲ့တခြားသမီးများရောက်လာတယ်စီးုံစီကံရောက်သွားတယ်ဒီပုံစံမျိုးတွေဖြစ်တတ်တယ်ဒါမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ခကြီးသွားမယ်ဆိုလို့ရှိရင်တော့ ဖြစ်နိုင်မယ်ဆိုရင်ဒီတပတ်အတော်တည်းမှာခရီးနဲ့ပတ်သက်တဲ့အကိစ္စရည်တွေတော့မသွားစီချင်ဘူး။သွားမယ်ဆိုလို့ရှိရင်တော့အန်ရည်လေးတွေကြုံတတ်တယ်။မမိအနေနဲ့ကြိုတင်ကာကွယ်တင်တာကာကွယ်မယ်။လှုပ်ဆောင်တင်တာလှုပ်ဆောင်ပြီးမှသွားဖို့အတွက်ကိုတော့အကြံပေးခြင်းပါလေ။မဟုတ်ဒီတိုင်းပလင်းကြီးသွားမယ်ဆိုလို့ရှိရင်စိတ်လွတ်လွတ်အယံကာရောကြီးပလင်းကြီးမသွားတင်ဘူး။သွားလိုက်မယ်ဆိုလို့ရှိရင်အန်ရည်ပိုင်းဆိုင်ရာလေးတွေပို့ပြီးတော့များတတ်တဲ့အချီနေပိုင်းပိုင်းလေးတွေတွေ့ရတယ်။ဒီတပတ်အမှားလေးသူများမြောက်ပြီးတဲ့ကိစ္စတွေကိုအယံကာရောနားမယောင်မိစေဖို့တတိပေးခြင်းပါလေ။ မိမိဘေးမှာရှိတဲ့သူတွေကတို့အခွင့်အရေးကြောင့်တို့လိုချင်တဲ့အခွင့်အရေးကြောင့်မိမိမှာရှိတဲ့ငွေမိမိမှာရှိတဲ့လုပ်ငန်းဒီလုပ်ငန်းတွေကိုတို့တို့အခွင့်အရေးရဖို့အရင်မိမိကိုတခြားတလန်းကိုပတ်ထုတ်တတ်တယ်။တခြားကိစ္စအလုပ်တစ်ခုကိုဟိုလုပ်လေးအဆင်ပြေတယ်ဟိုဟာလေးအဆင်ပြေတယ်ဒီဟာလေးအဆင်ပြေဆိုပြီးလာမြောက်ပေးတတ်တယ်။ဒီလိုမြောက်ပေးတယ်ဆိုလို့ရှိရင်နားသွားမရောက်နဲ့။အဲ့ဒီနားသွားရောက်တာကအကြောင်းပဲမဟုတ်ဘူးမိမိမှာရှိတဲ့တခြားလုပ်ငန်းတွေကိုတို့ကမောင်းပိုင်စီးပါမောင်းပိုင်စီးပြီးတော့လူရင်းကမိမိကိုဒုက္ခပေးတတ်တယ်။ဒီအရာလေးတွေကိုတော့အတတ်နိုင်ဆုံးတတိထားဖို့ အကြံပြုချက်ပါလေဒီတစ်ပတ်မှာဒီလိုလေးသတိထားနိုင်မယ်ဆိုလို့ရှိရင်သတိမလွတ်ဘူးသတိထားနိုင်မယ်ဆိုလို့ရှိရင်ပို့တိုးပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့အခွင့်အလမ်းကောင်းဒီနောက်ပတ်နောက်ပတ်ဒီမှာနောက်ချိန်ဒီမှာကြုံလာလိမ့်မယ်အခွင့်ရေကောင်းအခွင့်အလမ်းကောင်းဒီပို့ပြီးတော့ကြုံလာလိမ့်မယ်အဲ့လိုမှမဟုတ်လို့ရှိရင်မိမိဘဝကိုတုံ့ရပြန်စရတယ်ဘဝရောက်ပါလိမ့်မယ်ဒီတစ်ပတ်မှာအဲ့ဒါကြောင့်ဒါကြောင့်မို့လို့ အရန်ကရောကြီးစိတ်ညစ်ပြီးတော့စိတ်ပါဝင်စားပြီးတော့ရင်းနှီးမြှုပ်နှံတာတီတွင်ချက်တီတွင်ကြံစားတာဒါမှမဟုတ်လို့ရှင်အစ်စ်ချက်ထွင်းတာဟိုခྱི་သွားပြီးတခြားကိုမတိကျွမ်းတဲ့အလုပ်ငန်းတွေကိုရင်းနှီးမိတာမျိုးလေးတွေအထူးသတိထားဖို့တော့ဒီဘက်မှာမှာကြဟောကြားခြင်းပါတယ်တချို့တော့ကိစ္စရက်ဒီမှာကိုယ်စိတ်ထဲမှာပူနေတဲ့အရာလေးတွေငွေချင်းနဲ့ပတ်သက်ပြီးအခက်အခဲဖြစ်သွားမလားလုပ်ငန်းနဲ့ပတ်သက်ပြီးအခက်အခဲဖြစ်သွားမလားနော်လုပ်ငန်းကြီးရက်ဆိုင်သွားမလားဒီလုပ်ငန်းကြီးရက်ဆိုင်သွားပြီးရင်ငါမှအဖို့လုပ်ငန်းမရှိရင်အခက်အခဲဖြစ်သွားမလားဆိုတဲ့အတွေးတွေတို့လို့တို့လို့အတွေးတွေဖြစ်နေပါလိမ့်မယ်ဒါပေမဲ့ဒီလိုဖြစ်မဲ့အတွေးလေးတွေကိုခဏရက်လိုက်ပါမိတ်ဆွေစိတ်ပူနေတယ်လို့မဖြစ်ပါဘူး မိတ်ဆွေတို့ရဲ့ဖြစ်ကိုစိတ်ထဲမှာရှိနေတဲ့အခက်အခဲတွေကြုံလာတဲ့အရာကိုကြိုတင်စီစဉ်တဲ့ပလန်လေးတွေကစိုးရိမ်နေတဲ့ပလန်လေးတွေကမိတ်ဆွေတို့ဖြစ်တယ်လို့မဖြစ်လာနိုင်ပါဘူး ဟိုတကယ်တမ်းတက်လို့ရှိရင်ကိုကကို့ဘောမှာသူများအားကိုးပြီးတော့နေရတဲ့သူတွေလည်းကြုံလာပါလိမ့်မယ်နော်အများရဲ့ယုံကြည်လေးစားမှုတွေအများရဲ့အားကိုးအားထားမှုတွေလည်းဒီကြားမှာခံရလိမ့်မယ်ဒီလိုခံရနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်တချို့သောနေရာလေးတွေမှာအိမ်နဲ့ပတ်သက်တဲ့ကိစ္စတော်လည်းကောင်းဆိုင်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတော်လည်းကောင်းလုပ်ငန်းကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတော်လည်းကောင်းဒီလိုနေရာမျိုးတွေမှာပြင်ဆင်ရတာတို့အသက်ပြောင်းလဲရတာတို့အလှဆင်ရတာတို့နော်ဆိုင်ငန်းအပြောင်းအနေချင်းဟိုအိမ်ဘယ်လိုပြောမလဲဆိုတော့ပြင်ဆင်ပြီးတော့ပြန်လည်လုပ်ကင်ရတဲ့အနေထားအသက် ပြန်လေပြင်ဆင်ရတဲ့အနေအထားမျိုးလေးတွေလည်းဒီတစ်ပတ်မှာလောက်ရတိုင်ကန်ရတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိသလိုမိတ်ဆွေတို့ဖြစ်ပေါ်နေတဲ့အခက်အခဲတွေလည်းဒီတစ်ပတ်မှာဟိုခန္ဓာလေးနဲ့ကြော်ထွားသွားမှာပါစိတ်လေးကိုသာအေးအေးထားပြီးတော့ကိုယ်လုံးနေကြတိုင်းပုံမှန်လေးပြန်လုပ်ဖို့ပဲအကြံပေးချင်ပါတယ်ဒီလိုမျိုးလုပ်ခဲ့မယ်ဆိုလို့ရှိရင်မိတို့ရဲ့မိတ်ဆွေတို့ရဲ့အခက်အခဲလေးတွေလွယ်လွယ်ကူကူနဲ့ကြော်ထွားသွားလိမ့်မယ်လွယ်လွယ်ကူကူနဲ့အောင်မြင်သွားလိမ့်မယ်နော်တချို့တော့အချိန်ခါမှာဒီတစ်ပတ်တော့တက်ပါတယ်နော်ဟို ငွေကြီးနဲ့ပတ်သက်ပြီးတော့နည်းနည်းလက်ဖွာတဲ့ပုံစံမျိုးလေးတွေတော့ကြုံလေးမယ်။နော်ငွေကြီးကကိုယ်ကစ်မယ်၊စုမယ်၊ဖောင်းမယ်လို့တွေးပေမဲ့လည်းလက်ဖွာတဲ့အချိန်ဒီပိုင်းဆိုင်ရာလေးတွေကြုံနေရလိမ့်မယ်။နော်အကုန်ကြများနေရရရတလောက်ကုန်နေဆိုတဲ့အဖြေမျိုးလေးတွေဒီဘက်မှာတွေ့ရတယ်။ခါကြလို့ရှိရင်ဒီဘက်မှာဟိုသူများအားကိုးပြီးလောက်ရတာတဲ့မိမိကိုယ်အားကိုးကိုးပြီးစွန့်စားလောက်ရတဲ့အလုပ်မျိုးတွေကိုယ်အားကိုးကိုးပြီးတော့လောက်ရတဲ့အလုပ်မျိုးတွေပို့ပြီးတော့သဘောကျနှစ်ချိုက်နေလိမ့်မယ်။အချိန်ခါရက်တာတစ်ပတ်လို့ခေါ်ပါတယ်။ဒီဘက်တော်တဲ့မှာလုပ်ငန်းကိုင်ရန်နဲ့ပတ်သက်တဲ့အရာလေးတွေကိုပြန်ကြည့်ကြည့်ပါ။အရင်နဲ့မတူတဲ့အမျက်အစွန်တွေအရင်နဲ့မတူတဲ့ငွေကြေးဝင်ငွေတွေ အမှုကောင်းပေါ်လာတော့ငွေကြေးဝင်ငွေတွေဒီဘက်မှာရရှိလာမှာဖြစ်ပါတယ်ဒီလိုရရှိလာနိုင်ဖို့အရေးကိုမိမိဘက်ကတတိမလွတ်ဖို့တော့အရေးကြီးတယ်လို့အကြံပြုဟောကြားပေးနေပါတယ်ဒါသာလေးသတိများအတွက်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဟောကြားပေးရမယ်ဆိုလို့ရှိရင်ဒီတစ်ပတ်တော်တည်းမှာဒါသာလေးသတိတွေအိမ်မနေခြင်းစိတ်တိတ်မရှိဘူးအိမ်ကြီးရဲ့အိမ်တော်ကြီးမှာအိမ်မနေခြင်းစိတ်မရှိဘူးအပြင်သွားနေလာနေခြင်းတဲ့စိတ်ပဲရှိတယ်အပြင်သွားလာရင်လည်းနည်းနည်းလေးတော့တတိထားအန္တရာယ်ဖြစ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်ဒါကြောင့်လို့ရှိရင်အလုပ်ကိစ္စတွေလုပ်ငန်းကိစ္စတွေစဉ်းစားရင်စဉ်းစားရင်လည်းအိမ်ရေးပြတ်တာတို့အိမ်မပြိုတာတို့နှလုံးမမှန်တာတို့နော်နှလုံးခုန် မော်နေဖြစ်တာတို့နှလုံးခုမြန်တာတို့နှေးတာတို့ဓာမျိုးလေးတွေဖြစ်တတ်တယ်နော်ရဲ့ဓာမျိုးလေးတွေခံစားရတတ်တယ်ညညာအိပ်ရပြတ်တဲ့ဝေဒနာမျိုးလေးတွေခံစားရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အရာတာဝန်တွေပို့ပြီးတော့ပြိလာနိုင်တဲ့အနေအထားဝန်ထုပ်ဝန်ပိုးနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကြုံတွေ့ရတတ်တဲ့အနေအထားမျိုးလေးတွေရှိပါတယ်အခြေအနေနဲ့ပတ်သက်လို့ရှိရင်လည်းကိုယ်ကစိတ်ဝင်စားတဲ့သူယူတက်ပြီးစိတ်ဝင်စားတဲ့သူနည်းနည်းသတိထားသူတို့ကအိမ်တော်ရရှိတာတို့ဒါမှမဟုတ်ရှင်ကိုယ့်ဘုံမှာခြူစားတတ်တဲ့သူမျိုးတို့ကိုယ့်ဘုံမှာအကြောင်းဟိုအကျိုးလိုလို့ညောင်ရီလောင်းတဲ့သူမျိုးတွေနဲ့ကြုံတွေ့ရတတ်တယ်ဓာမျိုးလေးတွေသတိထားဖို့လိုအပ်တယ်ကျမကြီးနဲ့ပတ်သက်လို့ရှိရင်တော့ခုနကပြောတဲ့အထက်မှာပါသွားပြီ ျွန်တော်ရေရရာနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေပြောကြပေးခြင်းပါတယ်ရေရရာနဲ့ပတ်သက်လို့ရှိရင်မိမိအိမ်ဖယားမှာနှင်းစီတန်းတပွင့်လှူပြီးတော့မိမိရဲ့အခက်ခဲတွေပြည်လည်ဖို့အတွက်ကိုစိတ်ထဲကနေလေးလေးနက်နက်ကြီးမှန်းမဲ့ဆိုလို့ရှိရင်တော့အခက်ခဲတွေပြည်လည်သွားနိုင်ပါတယ်ကြလာပေးတာသမီးများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့သရင်းနဲ့ဒီနေရာမှာလည်းရန်နာခွင့်ပြုပါ